မင်းဘာဖြစ်စင်လာလဲရောပူနေငါ့ကြာမှာဘာလို့လိုင်းတော့ချက်လာလဲမင်းလာတယ်ဆီကြတော့မင်းပရိုက်တာလောက်ပြီးမှာပေါ့နော်နာမည်လေးရလာမှာအဲတရုတ်ဆောင်လို့ရတာမဟုတ်ဘူးကကျွန်တော်ကပရိုက်တာဆက်ဆောင်ဆုံးမလုပ်ခင်တည်းကကျွန်တော်ကဇလန်းလေးအများကြီးမှာလဲတရုတ်ဆောင်မှုတယ်အုံလီကွဲုံနဲ့ဆေးုံသွားစရာမလိုပါဘူးအပေါ်ရင်မျက်နှာလာမလုံနဲ့အလုံးချိန်မှာဘယ်သွားမလို့လဲနေုံငါမေးတာဟုတ်ကဲ့ချောမ အဓိကနေရာတယ်တရုတ်ဆောင်ခွင့်ရတယ်ကျွန်တော်လည်းရုပ်ချောရုပ်လည်းမချောဘူးရုပ်လည်းဆိုးတယ်တရုတ်ဆောင်ကောင်းနေရင်နေရာတစ်ခုပေးရမယ်ဆိုတော့အာပုံစံမျိုးတော့ကျွန်တော်စိတ်ထဲမှာရှိတာပါဗျာဖီနဲ့မီယာကျွန်တော်ရဲ့မွေးသားသား sorry ကျွန်တော်အဖေနဲ့မီယာမွေးသားအခွင့်ရခဲ့မယ်ဆိုရင်ကျွန်တော်အရင်ကသဘောကျတာကျွန်တော်အရှင်ပေါ့နော်ချက်ခန်းကြိုက်ခန်းတယ်ဆိုတော့ကျွန်တော်စိတ်မွေးတော့မရိုက်ဆုံးပါနော်အကျဉ်းဆုံးစိတ်ရုံမျိုးတွေလည်းအာကျွန်တော်စိတ်ကူးရပါတယ် ဒရိုက်တာကိုအခမဲ့ရိုက်ခူးထားတယ်စုံမဲ့ဆိုတော့ကျွန်တော်တို့ဟိုအာဘယ်လိုပြောမလဲအာအိန္ဒိယမြန်မာပေါ့နော်ခရော့ကတ်ချာလုံးဝကွဲထွက်နေတဲ့ဇလန်းတစ်ခုပေါ့နော်အပိုင်း20တောင်အဝကြီးရမဲ့ဇလန်းမျိုးလေးဆိုတော့အားလုံးလည်းကြိုက်မယ်လို့အာမျှော်လင့်မိပါတယ်ဟိုပိုစတာမှာတွေကကိုထွန်းတဲ့ကျွန်တော်နဲ့နှစ်ဦးပေါ့နော်ကြောချင်းရှင်ပြီးတော့အဲကြည့်နေအဲ့လိုမျိုးလေးပေါ့နော်လုံးဝဟိုဘယ်လိုပြောမလဲကျွန်တော်ဖြစ်စင်တဲ့အတိုင်းကျွန်တော်ဝါသနာပါတဲ့ နေရာနေတော့ကျွန်တော်ဆက်ကွင်းကွင်းရပြီအဲ့တော့ကျွန်တော်ဝမ်းသာတာပေါ့နော်အာမသိအိန္ဒိယရုပ်ရှင်ဇလန်တွဲကိုကြည့်နေရတယ်လို့ပဲခန့်စားမိမှာအမှန်ပဲဗျလုံးဝစိတ်ဝင်စားစရာအာ plot တွေနဲ့ပေါ့နော်စိတ်ဝင်စားစရာမြင်ကွင်းမျိုးတွေလည်းအများကြီးထည့်သွင်းထားတယ်အိန္ဒိယရိုးရဒလိကျွန်တော်တော်မယ်ရိုးရဒလိတွေလည်းအများကြီးထည့်သွင်းရတော့လူတိုင်းစိတ်ဝင်သွားစိတ်ဝင်စားစေမဲ့ဈေးမျိုးဆိုလည်းမမားပါဘူးဗျဟုတ် အာဟုတ်တယ်ဗျအာကျွန်တော်အနုပညာကိုဝါသနာပါတယ်တဆူရကြတော့မင်းပရိုက်တာလုပ်ပြီးမှပေါ့နော်နာမည်လေးရလာမှအဲတရုတ်ဆောင်လုပ်ရစားမဟုတ်ဘူးဗျကျွန်တော်ကပရိုက်တာဆက်ဆောင်ဆုံးမလုပ်ခင်တည်းကကျွန်တော်ကဇလန်းလေးအများကြီးမှလည်းတရုတ်ဆောင်မှုတယ်အဲတော့တော့လူသိမသိဘောဗျအခုမှကျွန်တော်ပရိုက်တာလုပ်ပြီးလူသိလာမှအဲဇလန်းတွဲမှာတရုတ်ဆောင်တဲ့ဇလန်းလေးမှာတရုတ်ဆောင်တဲ့ဆိုပြီးတော့တဆူရကြထင်ကြတယ်မဟုတ်ဘူးကျွန်တော်ဟိုးရင်းလေးရပေါ့နော်အဲကိုနေတို့နဲ့ရိုက်ဘူးတယ်ကိုမြင့်မြင့်နဲ့လည်းရိုက်ဘူးတယ်ဟိုအရင်ကတော့အာကျွန်တော်အရင်ဝါသနာပါတော့ နှုတ်ပို့တဲ့အခန်းတွေအာခြံစောက်တဲ့အခန်းတွေအဲ့လိုမျိုးလည်းကျွန်တော်တိုးဆောင်ခဲ့ပူးတယ်အာအခုနောက်ပိုင်းတော့ကျွန်တော်ခွဲခြားမှုတွေမရှိတော့ဘူးဗျ။ကွဲပြားမှုတွေပဲဖြစ်လာတဲ့အတော့ကိုဝမ်းသာမိရဲ့အရင်တော့ဆိုရင်ကျွန်တော်တို့ရုပ်ရည်ချောမအဓိကနေရာတွေတိုးဆောင်ခွင့်ရတယ်။ကျွန်တော်လည်းရုပ်ချောရုပ်လည်းမချောဘူးရုပ်လည်းဆိုးတယ်။အဲ့တော့အဓိကတိုးဆောင်ပေါ့နော်တိုးဆောင်ကောင်းနေရင်နေရာတစ်ခုပေးရမယ်ဆိုတော့အာပုံစံမျိုးကတော့ကျွန်တော်စိတ်ထဲမှာရှိတာပေါ့ဗျာအဲ့တော့ကျွန်တော်လည်းဟိုလိုမျိုးပဲပေါ့နော်ကို တက်တက်လောက်ကိုနားတယ်လေတလောက်ကိုတိတိလောက်တော့ကိုအကောင်းဆုံးဒီဇလံလေးမှာကျွန်တော်အာလုတ်ပြထားပါတယ်အလုံးချိန်မှာဘယ်သွားမလို့လဲနှုတ်ငါမေးတာဖြစ် hin kevanda atratla wa mandala ting 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 အရိကနဘောလိုက်ရကအဟုတ်တယ်ဗျအထုံးထုံးကိုထုံးထုံးထုံးမင်းပေါ့နော်အဲအဲ့လိုဆိုတော့တကယ်ကိုစိတ်ဝင်စားစီရမယ်ဇလံမျိုးအဲ့တော့အားပေးပါဘလို့ဇလံမျိုးလဲဆိုတာထွက်လာမှကြည့်ပါဗျာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဇလံဟုတ် ကျွန်တော်ကမိတ်ကပ်ပြင်ပြီဆိုရင်တော့လို့ဆိုအသားကငကိုရေမဲတာပေါ့လို့ပြောင်းအောင်လို့ဆိုတာမက်ဆေ့ချ်ကလည်းတိစားလို့ပေးတယ်ပြီးမှကျွန်တော်ကိုကိုဆယ်ဖီရိုက်ပြီးကြည့်လဲမှာတော်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 ရုပ်ထွက်ကောင်းတယ်ဗျာဒါတော်တော်တော်ရဲ့ message မိတ်ကပ်ပါနော်ကျော်ဒီတာရီတက်မှာနေတယ်တာရီတက်ထူပေါင်းမှာနေတယ်မက်ဆေ့ချ်ရဲ့မိတ်ကပ်ကြောင့်ကျွန်တော်ရဲ့အာကြည့်ကောင်းရတဲ့မျက်နှာပုံစံလေးပေါ့နော်စုံမမှာကြည့်ရမှာပါဗျာဟုတ်ကိုထုံးဆိုလဲကျွန်တော်ပေါ့နော်တင်ပေးတယ်တကယ်ဟောပေါ့နော်ဘလို့ဘလို့ပြောဘလို့ဘလို့လှုပ်ဆိုပြီးတော့တင်ပေးတယ်ပေါ့နော်တကယ်ဟောတော်တဲ့ တူဆောင်ခေါင်းတယောက်ကိုထုံးကိုလည်းကျေးဇူးတင်ပါတယ်လေးစားမိပါဘောเนาะဆိုတော့တကယ်ဘောเนาะကျွန်တော် dialogue ဘယ်လိုပြောရမှာအစဘယ်လိုမျိုး idea လောရမှာအစကျွန်တော်သင်ပေးတယ်အဲကျွန်တော်တီးတလောင်းနဲ့ကိုထုံးလို့သင်ပေးတာနဲ့ data ကိုအကမှန်ညွန်ပြပေးမှုကြောင့်ကျွန်တော်လည်းအကောင်းဆုံးတွေစူးစမ်းခဲ့တယ် dialogue တွေဆိုတာလည်းအများကြီးဘောเนาะဝန်ဆင်ဝက်ကတွေများတယ်အဲ့လိုဘောเนาะကိုကလည်းဟိုယင်းကအနုပညာမှာကိုကယူတုတ်ခဲ့သူတယောက်ဆိုတော့ကိုကလည်းအာဒီပိုးကလည်းအပြည့်ရှိတော့ quality ဖြစ်သွားတယ်ပြည့်စင်လာလေးရော ူးနဲ့ငါ့ဆာမှာဘာလို့လိုင်းလောက်ချက်လာလဲအခွင့်ရခဲ့မယ်ဆိုရင်ကျွန်တော်အရင်ကသဘောကျတာကျွန်တော်အရှင်ပေါ့နော်ကျွန်တော်အရှင် crazy အာအဲ့လိုမျိုးဘယ်လိုမျိုးအချက်ခံကြိုက်ခံရတယ်ဆိုတော့ကျွန်တော်စိတ်မဝင်သာမရိုက်ဆုံးပါနော်ကျွန်တော်ကြမ်းပဲရမ်းပဲလုံးဝအကျဉ်းဆုံးစိတ်ရုံမျိုးတွေလဲအာကျွန်တော်စိတ်ကူးရပါတယ်အာနောက်ဆုံးအာကျွန်တော်အဲ့လိုမျိုးတွေဇလန်းတွဲတွေရုပ်ရှင်တွေမှာပေါင်တိုးဆောင်ခွင့်မရသေးဘူးဆိုရင်တော့မှထပ်ပြီးတော့ကျွန်တော်ရဲ့ ကျွန်တော်နိုင်တဲ့ပတ်ချက်လေးနဲ့ကျွန်တော်ဇလန်းတိုလေးပေါ့နော်ကျွန်တော် page ကိုကျွန်တော် YouTube ကနေပြီးတော့အာကျွန်တော်လုတ်ချင်တဲ့ဆေးရုံမျိုးလေးရှိပါတယ်အတိုလေးပေါ့နော်အဲနောက်ပိုင်းလဲကျွန်တော်ခြားပြမှာပါဗျာဟုတ်မင်းသားထုံးမင်းတယောက်စားထုံးမင်းနဲ့ fried ထုံးမင်းဘယ်ခေါ်ဝါကိုစိတ်ကျင်နေကြဆိုအာကျွန်တော်ကအာ fried မင်းသားထုံးမင်းပါဗျာအာဒီဇလန်းလေးကိုကြည့်ပါဒီဇလန်းလေးကကျွန်တော်တို့အလုံးဝ ပညာပေးဇလန်ပေါ့နော်ပညာပေးဇလန်ဆိုတော့လူကြီးမင်းတို့တပိုင်းပြီးတပိုင်းဟာကနေဟင်ကနေနောက်တပိုင်းဘယ်လိုဆက်လာမလဲဆိုတော့အတွေးပေါ့နော်အမြဲတမ်းဟိုတပိုင်းပြီးတာနဲ့စတဲ့ငငဖြစ်သွားမယ်ပြီးတော့နောက်ဆုံးမက်ဆေ့ပေးတဲ့ဇလန်တွဲပါတကယ်ကောင်းပါတယ်ကြည့်ရဆိုနက်စီမဲ့ဇလန်တွဲဆိုလည်းမှမပါဘူးဟောက်အဲ့အတွက်ဒီဇလန်လေးထွက်လိုက်လဲအားပေးကြပါဦးတောင်းဆိုပါတယ်ဗျာအာအားပြီးတော့လဲကျွန်တော်တို့အားတစ်ခုရတော့ဗျာအမဒီအနုပညာမှာရတဲ့အနုပညာကြီးတွေဆိုတော့လဲကျွန်တော်တို့တော့သုံးမဟုတ်ကျွန်တော်ပြန်လှူဖို့ 就丢上0 0 0块了。